မိမနာမည်ကတော့ဇွန်တော်ရာပြည်ပါ။အင်းကျောင်းကျလာပျော်ပျော်တယ်ပေါ့နော်ပြီးလို့ရှိရင်ကိုယ်စူးစမ်းထားသမျှရှက်မှုမှာစူးစမ်းထားသမျှအရာထင်တယ်လို့လည်းခံစားရတယ်။အာအရင်အထက်တော့ပို့စူးစမ်းရမှာပေါ့ရှက်မှုထက်တော့ကျောင်းကျရောက်လိုက်ဆိုပို့စူးစမ်းရမယ်ပို့ပြီးတော့လည်းလေ့လာရမယ်ပြီးလို့ရှိရင်ကိုယ်အားနည်းချက်လေးရှိရပေါ့အဲ့ဒါလေးလည်း ိုဒီထက်ပိုသိအောင်လုပ်ပြီးပြင်ရမှာပေါ့တင်ပြဆရာတော့3ရောက်ရှိရပါတော့3ရောက်ဆိုတော့ကျေးဇူးတင်ပါတယ်ပြီးလို့ရှိရင်ကိုမသိရရင်မတက်တာရဲဆိုလည်းခင်ဗျဆိုက်ပြီးတင်ပေးရပေါ့ပြောပေးရပညာပိုင်းနဲ့မဟုတ်ဆက်ပဲစိတ်ဓာတ်ပိုင်းဆိုင်ရပါပြောပေးရပေါ့အကြောင်းမလို့ဆရာရဲ့ဆရာမရဲ့ကိုလို့လည်းကျေးဇူးတင်ပါတယ်လို့ဟုတ်ရှိရအာ ဆက်မနိုင်ခင်သူကအရန်လောက်စူးစားရတယ်ပြီးလို့ရှင်ပြည်နာပိုင်းမှာလည်းသူကလေ့လာရပြီးလို့ရှင်တော်လဲတော်တယ်အကြောင်းလို့အာလောက်စားလောက်တော့သဘောမတူဘူးမိမပြောပါဘောနေရာတစ်ခုရအောင်သူမစူးစားပါဘောဒါလေးတော့ဝတနာပါလို့ခွင့်ပြုပေးပါလို့ပြောထားရတာကျွမ်းချက်ကဟဲတက်ဆိုင်တာ မမေးနိုင်တဲ့မတ်တရားလေးရှိတယ်။ဒါလည်းမမေးနိုင်တဲ့မတ်တရားလေးရတော့ဆိုင်ထဲမှာပေါ့နော်။တကယ်ချင်းနေနဲ့ဖြစ်ဖြစ်မန်နေဂျာနဲ့ဖြစ်ပျော်ခဲ့တဲ့အချိန်လေးပေါ့။ဘယ်လိုသွားဆိုင်ကနေလိုက်ပို့ပြရလေးဟော့ပေါ့စားပါညာအဲ့လိုအချိန်လေးလည်းတတိယရယ်မမေ့နိုင်ဘူး။အဲထင်တော့မထင်သေးပါဘူးဒါပေမဲ့စူးစမ်းသွားမှာပါကျေးဇူးပါ